သုံးငန်းနေသုံးငန်းနေဘလို့ကြလဲသူတော့ပေါက်ဖို့တော့မိုးပေါ့ရနော်လေခုနှစ်ကြိမ်နှစ်ကြိမ်တော့ခုနှစ်ကထွက်တဲ့နှစ်ကြိမ်တော့တင်နေတဲ့နှစ်ကြိမ်တော့သုံးငန်းနဲ့ကိုတင်ပြရကျွန်တော်လည်းမထိုးပေါ့ပေါ့လို့နွားချန်သွားဆိုင်လေးမလို့ကျွန်တော်လည်းမထိုးတာသူကဒါပေမဲ့အဲ့ခွင်းဆက်လေးကိုကြိုက်တယ်ဆိုရင်တော့ထိုးကြပေါ့အဲ့ခွင်းဆက်လေးပြပေးလိုက်မယ်သူကလွယ်လွယ်ကြီးဘာလို့ကျွန်တော်ဒီမှာ၃၃နှစ်ဆိုတာ အဲ့3 3နှစ်ဒီကလင်နာနဲ့မှာ3 3နှစ်ဟိုနှစ်ကွက်ပဲထွက်တယ်3နှစ်3လည်းမထွက်ဘူးနှစ်3 3လည်းမထွက်ဘူး3 3နှစ်ဆိုပြီးနှစ်ကွက်ကလင်နာအစကနေကျွန်တော်တို့ဘလောက်တော့2020နှစ်3 3နှစ်လို့ဒီနှစ်ကွက်ပဲထွက်တယ်နော်အဲ့နှစ်ကွက်တည်းထွက်ပြီးတော့အဲ့နှစ်ကွက်ကတပင်းကြမှာသူကတစ်ပဋိပြောက်လာဒီမှာ၄ပဋိ၉ပဋိနော်၉ပဋိ၃ပဋိ၅ပဋိဘူပဋိဒီမှာ၅ပဋိ၄ပဋိ၉ပဋိ ခွန်ပဋိကိုပဋိအသုံးပဋိကိုပဋိကိုပဋိသုံးပဋိရှင်းပဋိကိုပဋိခွန်ပဋိ၆ပဋိနော်ခွန်ပဋိဘူပဋိသုံးပဋိခွန်ပဋိသုံးပဋိနှစ်ပဋိဆိုရတစ်ပဋိကပြောက်တယ်အဲနောက်နေကြတော့တစ်ပဋိလာတော့မယ်ဆိုတော့၃နှစ်ခွနဲ့လာအဲ၃နှစ်ကဒီက၃၃နှစ်အခွားကိုယူလာ ယူပြီးမှ तू อ่ะ၃6နှစ်လို့ကြာတာတစ်ပဋိဖြစ်တစ်ပဋိစပေါ့เนาะကျွန်တော်တို့အစားဝတ်သူ့ရဲ့တင်း3 4 5ဒီလိုချိန်မှာထိုးမလို့မဟုတ်ဆရာသမား तू อ่ะဒီမှာ4 5 5ခွနဲ့ဒီမှာ3 3နဲ့ကျွန်တော်တို့တွေ့တဲ့ပြင်ညာပြီးရင်ကဘူဘူလေးပြောက်တာဒါခမယောက်လည်းသိရနော်ဘူဘူလေးပြောက်တာ အဘူလေးပြောက်ပြီးရင်၃ငါးနှစ်လာလိမ့်မယ်၃နှစ်ခွာနေဆိုကျွန်တော်တို့ကဒါပဲကျွန်တော်လည်းမထိုးပါဘူးကျွန်တော်ပြောလို့နွားချောင်းသားဆိုင်မလို့ဒီမှာ၄ဒီမှာ၅ကျွန်တော်၄ပေါက်ခွာနေအစားဝါကျွန်တော်ဒီမှာထိုးမလို့၁၂၃၄၅ဟုတ်လားသူကဒီမှာလာထွက်သွားအဲ့ခွင်းဆက်ကဘာလဲဆိုတော့သူကဒီမှာတစ်ပိတ်စကြပြီဆိုရင်သူကထိတ်ထိတ်ပေါင်းခြင်းတက်နော်ခါခါပေါင်းခြင်းတက်အပိတ်ပိတ်ပေါင်းခြင်းတက်ဆိုပြီးကြတယ် ်နော်တင်ပိတ်ပြောင်းတင်ပိတ်စထွက်တော့ဒီမှာဘူလေးစထွက်တော့ဘူဖြစ်မယ်ဆိုရင်ကျွန်တော်ပေါ့မြို့ခွန်9 8เนาะခွန်9 8ပေါ့เนาะခွန်9 8เนาะမခွန်9 8ဖြစ်မှာเนาะခွန်9 8ပေါ့เนาะဘူဖြစ်ချင်းဆိုရင်ဒီမှာ3ဆိုတော့ခွန်ဘူဖြစ်အောင်တော့9ရှိခွန်90ပေါ့နော်ဒါကြရင်တော့ဘူပိတ်ထက်လာမလားမသိဘူးနော်အဲ့ဒါပြီးရောကျွန်တော် သူကသူကပြီးတော့ကျွန်တော်မွေးကနန်းလေးတွေပြီးလိုက်မှာဒါဒါလေးတွေသဘောကျလို့ဒါကျွန်တော် group တွေကကျွန်တော် group တော့ကျွန်တော်ချက်တွက်တဲ့ group ပြောပါနော်တွေကအခုဒီတော့ကနောက်ပြတဲ့ဟာလေးဒါသူ့မူလေးသူက၄ခုစွန်းနဲ့နဲ့၅ခုစွန်းနဲ့နဲ့လေးခုစွန်းနဲ့ငါးခုစွန်းနဲ့လေးခုစွန်းနဲ့ငါးခုစွန်းနဲ့ကိုသူကဘယ်လိုကြီးလဲဆိုတော့ငါတို့ကမတ်တက်လေးနဲ့ เนาะဒီအပိတ်နဲ့ထိတ်နဲ့ပေါင်းရင်ငါထိတ်ရဲ့ခါရဲ့ခါရဲ့ပေါင်းရင်လည်းငါထိတ်နဲ့ပိတ်နဲ့ပေါင်းရင်ငါငါသုံးလုံးမတက်เนาะတခုသူကမတက်ကငါသုံးလုံးเนาะငါသုံးလုံးဒီမှာပြီးတော့အပိတ်ရဲ့ထိတ်ရဲ့ပေါင်းတော့ခွန်ခါရဲ့ခါရဲ့ပေါင်းတော့6ထိတ်ရဲ့အပိတ်ရဲ့ပေါင်းတော့1เนาะ ခွန်6တက်ဆိုပြီးတော့ခဏန်းတစ်ခွက်ရအဲ့ဒါလဲအနဲ့တစ်ခုခွန်6တက်ဒါထွက်မဲ့ခဏန်းမုံတော့မတက်ကိုပြောတာပြီးတော့သူက3ည4 3ဆိုမတက်တစ်ခုလာတယ်ထိတ်ရဲ့အပိတ်ရဲ့ထိတ်ရဲ့ပေါင်းတော့3ည6ခါရဲ့ခါရဲ့ပေါင်းတော့4ထိတ်ရဲ့ပိတ်ရဲ့ပေါင်းတော့3ည3ည4 3ညဆိုလေမတက်တစ်ခုနော်3ည4 3ညဆိုတော့မတက်တစ်ခု3ခုပေါ့3ည4 3ည哎。Uh. အဲအဲလေးခုစွန်းနဲ့ငါးခုစွန်းနဲ့အဲနောက်ထပ်ဆယ်နှစ်ချာလေးခုစွန်းနဲ့ငါးခုစွန်းစနစ်မှာကျွန်တော်ဒီမှာလာပြီအပိတ်ရထည့်ရပုံတော့၃ညခါရခါရပုံတော့ဘလောက်တော့လေးဒီမှာ၃ညသုံးထိန်နဲ့ဖုံးပိတ်တယ်။တုံညာလေးတုံညာအရင်ဆုံးထွက်တယ်။တုံညာလေးတုံညာထွက်ရဒီမှာထိတ်ရပိတ်အပိတ်ရထိတ်ရပုံတော့ငါခါရကောင်းတော့ငါထိတ်ရပိတ်ရပေါင်းငါ ငါးသုံးလုံးချစ်ပြီเนาะဒီမှာပြီးတော့ခွန်6တက်ကြမ်းเนาะဒီမှာအပိတ်ရဲ့ထည့်ရဲ့ပေါင်းတော့ခွန်ခါရဲ့ခါရဲ့ပေါင်းတော့6เนาะထည့်ရဲ့ပိတ်ရဲ့ထည့်ရဲ့ထည့်ရဲ့အပိတ်ရဲ့ပေါင်းတော့တဲ့ခွန်6တက်ဆိုတော့3ကွက်လုံးထွက်တယ်เนาะနှစ်ကမ်းမြောက်မှာတတိယကက်တကွက်ထွက်သွားပြီနော်တကယ်ထွက်သွားပြီဆိုဘလို့ထွက်မှန်းမလဲ၄ခွန်း၅ခွန်းလည်းနေအပိတ်ရဲ့ထည့်ရဲ့ပေါင်းတော့ခွန်ရှိရဲ့ရှိရှစ်ခါခါခါရင်ပေါင်းတော့ ထည့်ရဲ့ပိတ်ရဲ့ပေါင်းတော့တက်68ဆိုတဲ့ကဒန်းတစ်ခွက်နော်68မတ်တက်နဲ့ကဒန်းတစ်ခွက်ကို689လို့ထွက်ပါပြီအဲ့မှာကျွန်တော်ပါကြမယ်3ည4 3ညကြံမယ်9 9 3ကြံမယ်အဒီမှာကျွန်တော်9 3နဲ့အရင်ဆုံးလုပ်ကြည့်မယ်9 3လုပ်ကြည့်မယ်ဆိုရင်တော့ဒီမှာ၄ဆိုတော့9ဖြစ်အောင်ဘာထက်မလဲ၄ဆိုတော့9ဖြစ်အောင်ကျွန်တော်ကတက်နော်3ည5ဖြစ်အောင်9နော် ိုအပိတ်ကို၅ဖြစ်အောင်ဆိုတော့၃ညတင်90ရတယ်နော်ဒါ၅၃လုံးနဲ့ဖြစ်တာနော်၅၃လုံးဖြစ်ချင်းနဲ့နော်အဲဆိုရင်အပိတ်ရထည့်ရပေါင်းတော့၅ခါခါပေါင်းတော့လဲ၅ထိန်နဲ့ပိန်နဲ့ပေါင်းတော့၅ဆိုတော့တင်90ရတယ်ဒါတမျိုးဒါတင်90ဒါဆိုကျွန်တော်ကခွန်ကြောင်းထွက်သွားကြ၃ညလေး၃ညနဲ့တကွက်ပြလေ၃ညလေး၃ညနဲ့ဖြစ်ချင်းဆိုရင်ဘာရှိမအောင်၃ညလေး၃ညနဲ့ဖြစ်ချင်းဆိုရင်ကျွန်တော်က ဒီမှာအပိနဲ့အင်္ဂပေါင်းတော့၃ညတော့၆၆ရှိမယ်အင်္ဂပေါင်းတော့၄ဖြစ်ဖို့ရေးဆိုတော့၄မှာ၃ညရှိတော့ဒီမှာ၄ဖြစ်အောင်ဆိုတော့၉၆၄၉เนาะအဲ့တော့ထိန်းတဲ့အပိနဲ့ထိန်းတဲ့ပေါင်းတော့၃ညခါနဲ့ခါနဲ့ပေါင်းတော့၄ဒီ၅ထိန်းတဲ့၉ပိနဲ့ပေါင်းတော့၄၃ည၄၃ည ဟောတုံညာဖြစ်အောင်လုပ်အောင်မှာဆိုတော့လေးဖြစ်အောင်လုပ်အောင်မှာတော့တုံညာဖြစ်အောင်လုပ်မှာတော့ငါးပေါ့ကျွန်တော်တို့နော်ဒီမှာထိန်းနဲ့ပိန်းနဲ့ပေါင်းတော့အပိန်းနဲ့ထိန်းနဲ့ပေါင်းအပိန်းနဲ့ထိန်းနဲ့ပေါင်းတော့ကျွန်တော်ကတုံညာလေးတုံညာဆိုတော့တုံညာဖြစ်တုံညာဖြစ်အောင်6လေးဖြစ်အောင်4တုံညာဖြစ်အောင်5 6 4 5ဆိုရတကွက်ရ6 4 5ရေကျွန်တော်ယူပါတော့ဟိုပါပေါ့တင်90ရေเนาะတင်90ဟော တုံညာ9ရဲ့မျိုးလားဒါနှစ်ကွက်ပေါ့အဲ့လိုလေးမွေးထိုးသွားပေါ့နော်အဲ့လိုလေးမွေးထိုးသွားတဲ့သူကနှစ်ဒီနှစ်ဒီနှစ်ကွက်ကြံသေးတာပေါ့ဒါထဲပဲထိုးအောင်နော်သူကပထမတကက်လည်းအဲ့လိုပဲဒါပထမတကက်ဒါဒုတိယတကက်လေးဆုံးနဲ့9ဆုံးဒါတတိယတကက်မှာခွန်6တက်လို့ကျွန်တော်ကဖြစ်ပြီခွန်6တက်လို့ဖြစ်ပြီနော် တင်90ရေဟုတ်ပါရဲ့ဒီ5-3လုံးဆိုရင်ကျွန်တော်က5-3လုံးဖြစ်အောင်5-3လုံးဖြစ်အောင်1 5ဖြစ်အောင်5 5ဖြစ်အောင်5တင်90เนาะ5-3လုံးဆိုတင်90တင်90ရေ645ရေเนาะဒီချိန်ပြောရအောင်เนาะကျို့ကတော့မွေးတော့မှာเนาะတင်90ရေကျွန်တော်645ရေ645ရေเนาะ645ရေ ဒီချိန်အတွက်ပြောရနော်ကြံတဲ့ချိန်ကြီးလည်းအဲ့လိုလေးမွေးထိုးသွားဖို့ပြောတာကြံတဲ့ချိန်ကြီးလည်းအဲ့လိုလေးမွေးထိုးသွားပါတဲ့ပြီးတော့ကျွန်တော်ကျွန်တော်ရဲ့အမအော်ဒီယာတက်ပါမှာနော်ကြက်တလီများလာဝဲပါနော်တက်ပါတဲ့ကဏ္ဍကိုထုံးပါပါတက်ပြောင်းနေလို့ online ဒီရေပီးရဲ့ဘက်ကကျွန်တော်တက်ဘူးကိုတင်ပေးထားတယ်အမှုနဲ့ ဘာလို့တစ်ပါမလဲဆိုတော့တစ်ပါမဲ့ဖိုင်လေးကိုကျွန်တော်ပြပြီမယ်ဒီနည်းနဲ့ကျွန်တော်လိုက်မယ်နော်တွန်ဒီကြိုက်မှလာဝတ်ကြမမသမားတွေနောက်တရက်နေ့နဲ့ဆိုရင်ဗီဒီယိုဖိုင်လေးပို့ပါမည်တရက်နေ့နေဗီဒီယိုဖိုင်လေးပို့ပါမည်တဲ့ဒါပြန်ရင်ဟာကျွန်တော်တို့ အခုပြည့်ရက်နှစ်ကကျွန်တော်တို့ကဘူပရိတ်ကြောက်ပြီးအခုဘူပရိတ်ထွက်လာပြီနော်နော်အဲဘူပရိတ်ထွက်တဲ့အောက်ကိုကျွန်တော်တို့ကလိုက်ပါနောက်ဒီမှာဒီဘက်ဒီမှာဘူပရိတ်မပြောက်ခဲ့ဘူးတော့ဒီမှာ83ခုနဲ့မှသူကဘူပရိတ်ပြောက်ခဲ့တယ်ဒီမှာ9နော်9 6 1 1 4 8 2 5ငါဒီမှာ3ဒီမှာက1 ခွန်ခွန်ခွန်ကိုငားဆိုပြီးတော့ဘူပလေးကြောက်ပြီနော်အဲဘူလေးကြောက်တဲ့နောက်နှစ်မှာဘူပလေးစထွက်တာ ਨੇ ဘူလို့စထွက်တာ ਨੇ နော်ဘူလို့စထွက်တာ ਨੇ သူ့အောက်မှာတစ်ပါလာနော်တစ်စပါတာပေါ့ နော်တက်ပါတာပေါ့နော်ဒူးဆောက်ထွက်တာနဲ့တက်ကအမြဲတမ်းပါတယ်နော်အမှဒါပထမတက်ကနော်ပထမတက်ကနော်အိဆောက်တဲ့နဲ့နဲ့ပါတယ်ဒါပထမကသူ့ဘေးမှာလဲဇောင်းပေါင်းကြီးကဘူလို့ဖြစ်ထားတာနော်ဘူလေးဆောက်ထွက်တော့မယ်ဆိုရင်နောက်တဲ့ဒူဒီယကဲကျွန်တော်တို့ဒီနေ့မှာဘူလေးပြောက်တယ်60ခုနှစ်တည်းနော်ဒီမှာ၄ပတိ6ပတိဒီမှာ6ပတိ7ပတိ8ပတိ10ပတိ9ပတိ10ပတိ8ပတိ9ပတိ ယောနှစ်ပတိတေပတိငါးပတိတေပတိ၆ပတိ၆ပတိ၄ပတိ၇ပတိတေပတိနှစ်ပတိ၆ပတိ၆ပတိ၅ပတိ၄ပတိအ၄ပတိ၇ပတိ၅ပတိယောငါအော်အော်ပေါ့နှစ်ပတိဘူပတိပြောက်တယ်အဲဘူပတိပြောက်တယ်နောက်နဲ့ဘူပတိစထွက်တာနဲ့ဘူပတိစထွက်တာနဲ့ဒီမှာတက်ပါလား သူ့ရဲ့ဘေးပင်မှာသူ့နဲ့အနီးဆုံးကပ်ရမှာဘူးလို့စောင်းထောင်ထားတာနော်ပြီးရောဒုတိယပြီးရောတတိယတတိယကဲတတိယကဲဩဒီမှာနော်ဒီမှာဘူးလေးပျောက်တယ်ဒီမှာ5ပဋိ6ပဋိနော်5ပဋိ6ပဋိဒီမှာ2ပဋိ7ပဋိ8ပဋိ9ပဋိ ခွန်ပတိတ်၅ပတိတ်၆ပတိတ်၄ပတိတ်၄ပတိတ်၅ပတိတ်၄ပတိတ်ခွန်ပတိတ်၅ပတိတ်၅ပတိတ်၉ပတိတ်၉ပတိတ်၂ပတိတ်၉ပတိတ်ဒီမှာ၅ပတိတ်၆ပတိတ်၃ပတိတ်၅ပတိတ်၆ပတိတ်၆ပတိတ်အဲ့ဘူပတိတ်ပြောက်အဲ့နောက်နဲ့ဘူလို့စထွက်တာ ਨੇ သူ့အောက်မှာတက်ပါဒီမှာထွိုင်းတော့ထွက်လိုက်တယ်နော်တက်ပါနော်တက်စပါ အဲနောက်ထပ်၄ကက်မြောက်နော်၄ကက်မြောက်မှာဒီမှာလည်းဘူပရေးပြောက်တယ်ကို6 4 1 6 3 4 1 3 9 4ဒီမှာ shape date shape date ဒီမှာ6ပတိ comma date shape date 2ပတိ comma date 3ပတိ3ပတိ4ပတိ3ပတိ4ပတိတွေထွက်တယ် အနောက်နဲ့ဘူပရိစထွက်တာနဲ့ဟိုမှာတက်ပါတယ်နော်ဒီကြားထဲမှာတော့ဘူပရိတွေကပါတယ်နော်ကျွန်တော်အဲ့အရာကြီးဟူမြော်တော့ PN ကကျွန်တော်2024မှာဟွာတော့ဘူပရိပြောက်တယ်နော်ဒါအမြောက်လည်းမိတယ်ဘူပရိပြောက်တော့အခု10ချိန်မှာဘူပရိစလာတယ်ပြောက်ကတက်နော်နော်တက်လုံးပိုင်းကစားမှာပါနော်တက်လုံးပိုင်းကစားမှာပါကျွန်တော်ဗီဒီယိုဖိုင်ဖို့မှတစ်ချိန်ကိုတစ်တောင်းချက်ပါနော် တချိန်ကိုတောင်းချက်ပါအဲ့မှာအလာဝပါပြီးတော့တက်ပါတဲ့ဒီချိန်ရနေစထိုးပေါ့ဗျာမွေးကနန်းပြီးရဘက်ကအထွက်ကတော့မွေးကနန်းလိုဖြစ်သွားပါဘောနော်အဲတကွဲပြပေးလိုက်မယ်နော်နော်တကွဲပြပြကမကြတော့မွေးကနန်းလိုဖြစ်သွားပါဗျာကြရင်တော့ထိုးကြပေါ့ယူသုံးကြပါမွေးကြပေါ့နော်ဒီက94ရနေစားနှစ်ချိန်သုံးချိန်လေးချိန်ကနန်း ထိတ်သုံးလုံးခါးသုံးလုံးနောက်ပိတ်သုံးလုံးကိုပေါင်းတာเนาะအပေါင်းပြီးတော့ဒီမှာနှစ်ကြိမ်ကနေသုံးကြိမ်ကနေလေးကြိမ်ကနေထိတ်ခါးနောက်ပေါင်းမယ်မခွန်တေတုံညဆိုပြီးတော့လာထွက်တယ်ခွန်တုံညတက်ဆိုပြီးတော့เนาะငွေလာထွက်တယ်ပြီးတော့သူ့ရဲ့78ပင်မြောက်မှာကြည့်မယ်1 4 6 8 10စနစ် 16 17 18 18နော်18ပဲအဲ့မဲ့2ချိန်3ချိန်4ချိန်ကနေကိုပေါင်းမယ်နော်ဒီမှာ1 4 2 1 4ဆိုပြီးကြာနော်1 4ဆိုပြီးထွက်တယ်နော်ဒီမှာလဲ1ပါပဲနော်ဒီမှာလဲ1ပါတာပဲနော်ကြာ18ပင်မြောက်1 4 6 8 10 14 16 18မဲနှစ်ချိန်သုံးချိန်လေးချိန်ကနေကိုပေါင်းမယ် 6 3 6ဆိုတော့1ရှင်း5 6ဆိုတော့ကျွန်တော်တို့ဘလောက်တော့1เนาะ1 1ဒီမှာ3 1 3ဆိုပြီးကြာတယ်เนาะအဲ့မှာဒီမှာကျွန်တော်78တိမ်မြောက်1 4 6 8 10 12 14 16 17 18 19 20 21 22 23 24 25 26 27 28 29 30စေစနစ်စလီ16 18 18ပင်မြောက်เนาะ17ကျင်းကြောင်းဝင်ဖြစ်လို့18ပင်မြောက်ဒါဒီမှာ2ကျင်း3ကျင်း4ကျင်းခဏန်းတွေကိုပေါင်းမယ်ခွန်3ရှစ်ဆိုတော့ကျွန်တော်တို့က8 3ညာခွန်9ဆိုတော့6 နော်၈6 3 9ခွန်လေးဆိုတာ1เนาะ7 6 1လို့ဖြစ်တယ်နော်အဲ7 6 1လို့6 8 1လို့တင်းတယ်နော်နှစ်ကွက်ပေါ့ဒီချိန်မှာထုံးမလို့7 6 1နဲ့6 8 1နော်သူကဘာလို့ပြီးရကျန်တော့ထုတ်ရလဲဆိုတော့သူကဒီကခွန်3ညတက်ကြ9ကြိတ်10ပဋိတ်နော်10ပဋိတ်မှာ9ကြိတ်ထွက်တယ်10တပါတော့10ပဋိတ်ဒီမှာ10ပါတော့ခွန်ပဋိတ်က10ကြိတ်မှာထွက်တယ်ဒီမှာ10ပါတော့ 6ပဋိက9ချိန်မှာထွက်တယ်တက်ပါတော့9ပဋိနော်10ချိန်မှာထူတော့ဒီမှာလာထွက်သွားတယ်နော်ဒီကနေစမွေးလိုက်တော့ပေါ့နော်သူကပဋိကစီနေတယ်နော်တက်ပါတော့10ပဋိတက်ပါတော့9ပဋိတက်ပါတော့6ပဋိတက်ပါတော့9ပဋိနော်6 6တင်းနဲ့6 8တက်ပေါ့နော်